ရာကလုံးဝဟန်ဆောင်တဘူးပြောဖြူစင်းနဲ့ရှုတာတယ်။ရန်ချစ်စရာကောင်းတယ်လေးလေး။ကိုကလည်းဥရာအလောက်ထိလည်းမငယ်တော့ပါဘူး။ကိုအလုံးမှာပဲတွားရည်ပါရည်လို့လဲဆိုတော့ကိုဂျူလေးကိုအများတော့ကိုတင်နေမှာလား။ဟုတ်ကဲ့ပါရှင်။ကျွန်မနောက်ဆုံးသတိထားပါမယ်။အလို့အချိန်တင်မှာတော့ကျွန်တော်မျက်စိအောင်မှာပဲအချိန်ပြည့်ရှိနေသေးပါ။ဘယ်ဒီကိစ္စဆိုတော့အလောက်လည်းအရေးကြီးတာမဟုတ်ဘူး။ရုံးစင်းရင်ကျွန်တော်ကိုယ်တိုင်သွားချင်တယ်အောင်လိုက်ဖို့ပဲ။ကျွန်တော်ပြောတာ နွနီဟုတ်ကောင်အော်ဒီနေ့အစည်းအဝေးရှိကြောင်းတော့သူ့ကိုစပို့ရမယ်အန်တီသူဘာပြန်ပြောလဲဘာပြန်မပြောပါဘူးတီတူဝင်ဒီကောင်းလေးဘာပြန်ဖြစ်နေပြန်ပြီလဲဟမ်ဘာဖြစ်ပါအောင်မေးခရီးရကြီးလိုပါပဲဟိုစူးစမ်းလုံနေတာပဲမေးဟဲ့မင်းလည်းဘာပြောပြလိုက်လဲတွတ်တွတ်ဟိုဟုတ်ကအလုပ်ထဲမှာဘယ်လိုနေလဲ ခုတလောအလုပ်တော့မလောက်ပေါ့။ तू အတိအတိုင်းမင်းလေ။ तू စိတ်နေတော့သူနေရင်တို့နေနေ။ဟွန်းဖုန်ခံတူမင်းဒီကောင်လေးတော့ခက်တော့တာပဲ။ကဲကဲမင်းအလုပ်ကြောင်ပြောစမ်းမအောင်။ကျွန်တော်တို့ coffee လုပ်ငန်းအောင်မြင်လာပြီဆိုတော့ export လည်းတော်တော်ရထားတယ်ကွာ။ကျွန်တော်အခု coffee မုန်းအတွက်အစင်းမြင့် export green bean တွေလိုအပ်တော့တခြားခြံနေပြီးတော့ coffee သီးအမှတ်တွေကိုကျွန်တော်ထောက်ဝယ်ထားတယ်။ပြီးတော့ coffee channel တွေကိုလည်းကျွန်တော်ထောက်ဝယ်ထားတယ်။ ကျွန်တော်ရဲ့ coffee လုပ်ငန်းကဒီဝင်ငွေတွေလက်ပတ်နေပြီဆိုတော့အဖွာအမြတ်ငွေယူရုံပါပဲကျွန်တော်တခြားအပိုင်းတွေကိုတော့အကောင်းဆုံးထိန်းချုပ်နိုင်ပါတယ်ဖွာဖွာ coffee လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စိတ်ပူကြမလို့ပါအေးဒီစကားကိုပဲဖွာကြားချင်နေတာကျွန်တော်ရှေ့လျှောက်ဒီတက်ပူကောင်းတဲ့အောင်မြင်မှုမျိုးပဲကျွန်တော်ဖောက်ချပြတော့မှာပါတူမင်းမင်းကအလုပ်ထဲမှာဘာကြီးလုပ်နေလဲဟမ်ရမယ်ကုတလောအလုပ်မှာလည်းမကတ်ဘူးလို့ကြားတယ်နော်ဘာမှမဟုတ်ပါဘူးမင်းဟော ညစက်ကကျွန်တော်မိတ်ဆွေတွေရောက်နေလို့အဲလိုက်အခန့်နေတာပါအတူတူကကျွန်တော်လည်းလုပ်ငန်းတိုးချဲ့မဲ့ကိစ္စကိုစိတ်ဝင်စားလာကျွန်တော်ရှင်းပြရင်ချိန်ကုန်နေရမယ်။ဘာလုပ်ငန်းမှလည်းမတိုးချဲ့တော့ပါဘူး။အခုရှိနေတဲ့လုပ်ငန်းခွဲတောင်မှအများကြီးဖြစ်နေတာ။နောက်ပြီးတော့မင်းကလည်းကောင်းကောင်းထိန်းနိုင်တာမဟုတ်ဘူး။ငယ်ငယ်တူးဆိုတာလည်းဘာမှအားမကူပါဘူး။ဟင်းအမေကလည်းဘာမင်းကလည်းလဲ။ငါလည်းအသက်ကြီးပြီ။ ဲ့တော့တခုစဉ်းစားထားတယ်သူ့ရဲ့ကုမ္ပဏီမှာအသေးဖွဲလုပ်ငန်းလေးတွေကိုမအောင်မြင်တာလေးတွေကိုကုန်ဖြုတ်လိုက်ပြီးတော့တို့ကုမ္ပဏီမှာနာမည်ရနေတဲ့ coffee လုပ်ငန်းအောင်ပဲထပ်မံပြီးတော့ဒီတဲ့ကြီးကျယ်အောင်ထောက်ပံ့ပေးမလားလို့စိတ်ကူးထားတယ်။ကျေးဇူးပါပါ။မေဘာထောက်ပံ့စရာလိုလို့လဲ။အတို့ဘာသာတို့လည်းပတ်နေတာပဲ။ပြီးတော့အဲ့ coffee လုပ်ငန်းအတွက်ကြိုးစားတယ်မှာဖုန်းကန်လည်းပါတယ်လေ။အဲ့တော့ coffee လုပ်ငန်းအောင်မြင်မှုကဖုန်းကန်နဲ့လည်းဆိုင်တယ်။ဖုန်းကန်တို့မေက အစောကုန်ပြီးကော်ဖီလုပ်ငန်းဥဆောင်သူတယောက်ပဲလေအမေကိုချင်းနေကိုမသိပဲနဲ့တော်ထွတ်တိုးဝင်းကလာကျွန်တော်နဲ့မျိုးတော်လာနားတယ်လို့ထင်နေတာအမေကော်ဖီမိတ်ဆက်ပွဲတော့ပြောသွားတာအမေလည်းကြားတာပဲဦးမင်းထင်တယ်လို့မဟုတ်ပါဘူးဗျာကျွန်တော်ကော်ဖီလုပ်ငန်းကိုစောင့်ဝင်နေရအဖွားနံပါတ်ကိုကျွန်တော်ဘလိုနည်းနဲ့မှအသုံးမပြုခဲ့ပါဘူးလုပ်ငန်းရဲ့ဥဆောင်သူဒီဇိုင်းတယောက်အနေနဲ့ပဲကျွန်တော်နေခဲ့တာပါအဲ့ဒီကိစ္စကိုတင်ငယ်လေးတောင်သိရဆိုတော့ ဦးမင်းနဲ့ဘွားလည်းတီးမှာပါကျွန်တော်သာစောကုမ္ပဏီရဲ့ပိုင်ရှင်ဒေါ်စောခင်ရဲ့မြေးဆိုတာကိုအဲ့ဒီနာမည်ကိုအသုံးချပြီးကျွန်တော်အလုပ်လုပ်မယ်ဆိုရင်ကျွန်တော်အခုအလုပ်လုပ်နေတဲ့အလုပ်တွေအပေါ်မှာဘယ်သူမှလွယ်လွယ်နဲ့နှောက်ယှက်လို့မရပဲနဲ့ကျွန်တော်လုပ်နေတဲ့အလုပ်တွေဒီတက်ပို့ပြီးအောင်မြင်မယ်ဆိုတာကိုကျွန်တော်အစားတည်းသိပါတယ်ဒါမဲ့အဖွားရဲ့အချိန်ကိုအသုံးပြုပြီးတော့ကျွန်တော်အောင်မြင်မှုမလိုချင်ပါဘူးလွယ်လွယ်နဲ့အောက်တက်မကြည့်ပဲရလာတဲ့အောင်မြင်မှုမျိုးဟာ မြန်မြန်ပြန်ပြီးကြာရှုံးတတ်တယ်ဆိုတော့ဘာလဲသိမှာပါအခုကျွန်တော်လိုချင်တဲ့ပန်းတန်ကိုလည်းမရောက်သေးဘူးဆိုတော့ကျွန်တော်အောင်မြင်တယ်လို့ပြောလို့မရသေးပါဘူးအဲ့ဒါကိုဖွားနဲ့ကျွန်တော်ရဲ့ကြားထဲမှာအတိတ်ပဲတမျိုးတက်ရောက်သွားဦးမင်းမပြောပါနဲ့ဗျာကဲတူမင်းမင်းကြားတယ်နော်ခလေးရအောင်မှလောက်နားလဲတာမင်းကဘာမှမသိတတ်ဘူးတာအဖွားနားလဲပါတယ်ကွယ်နော်ငယ်တို့ညဘာမှမပြောနဲ့တော့မပြောရင်လည်းဘာမှတုံ့ဝင်မှာမဟုတ်ဘူးနော် ကဲနွေနီဖုန်းခံကိုတော့ခေါ်လိုက်โอเคဘာတန်းနေနောက်ကြတာနည်းနည်းမဟုတ်ဘူးเนาะအများကြီးကိုနောက်ကြနေလား sorry ပါဘွာဟိုဒီနေ့မှာတားလုံးမဲ့ကိစ္စတခုအားလုံးပြောပြဖို့အတွက်တန်းနေနဲ့အချိန်ယူနေလို့ပါကဲဘာပြောမလို့လဲပြောဒါကော်ဖီဆိုင်ဖွင့်ဖို့အတွက်ပြင်ဆင်နေဖုန်းကတော့ပဲမင်းဘယ်လိုပြင်နေရလဲ ကဲနေစမ်းပါဦးခလေးပြောတော့နားထောင်စမ်းပါဦးအခုသားလုံးမဲ့ကိစ္စကိုအဖေနဲ့အမေနဲ့လက်ခံမှာမဟုတ်ဆိုတာတာနကိုရဲတွေးမိပြီးသားပါပြီးတော့အဖွားလည်းအဲ့လိုပဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အခုလုံးမဲ့အလုပ်ကတားရဲ့ပထမဦးဆုံးစိတ်ကူးအိမ်မက်တစ်ခုဖြစ်တဲ့အတွက်အားလုံးကလက်ခံပေးပါလို့ပြောချင်ပါတယ်ကဲတားလိုအပ်တာတွေနွယ်နွယ်ပြောလိုက်ဟဲ့လားလိုအပ်တာက ဒါကိုအားလုံးကချစ်ချင်းအပြင်ချစ်ကြည့်ပေးဖို့ပါပဲ။ဒါရဲ့ကိုယ်ပိုင်ပတ်စံနဲ့ပထမအုပ်ဆုံးစေကူအိမ်မက်ကိုစပြီးတော့အကောင့်ထဲပေါ်တော့မှာ။ဒါကတော့နာလွန်းရဲ့ Medium Roast Coffee ပါရှင်။ကိုလိုချင်တဲ့အမုံရယ်စာကိုကြိတ်ပြီးတော့အသုံးပြုလို့ရပါတယ်ရှင်။ဒါကတော့နာလွန်းရဲ့2 Plus ဆိုမှာအာကျွန်တော်တို့ La Lone Coffee က export quality ကိုပဲအသုံးပြုထားတာဖြစ်တဲ့အတွက်အရေးသေးတန့်စင်မှုပိုင်းမှာတော့အကောင်းဆုံးပါပဲရှင်။ညှိကြည့်လို့ရပါတယ်။ညှိကြည့်ပါနော်။ ဆိုဒီ coffee mug တွေပဲ anti wear သားရမယ်တမီးဟုတ်ကဲ့ရှင်အောက်မှာပစ္စည်းလေးကျွန်တော်ထုတ်ပေးလိုက်မယ်ခင်ဗျဒီဘက်ကြောက်နော်ဟုတ်ကဲ့ဒီဘက်ကြောက်ကိုဘွေးမှုတော့ရမ်းတော့။ဒါကခင်ညာရေကုန်ဖုန်သွားတယ်နော်။ ဟာဘာဖြစ်ပါဘင်ခံစားနေရမလားမသိပါနဲ့ဘာလဲဟဲ့မူးကြောင်ဆောင်နေတယ်ငါဘာပြောလဲဆိုတာမသိရဘူးဘာမသိဟေးငါငေါ့လေငါလည်းမူးရတယ်ဒါပေမဲ့မင်းခံစားချက်ကိုနေလေနင့်နာမယ်လို့ကနေမယ်လို့လူတယောက်နဲ့တယောက်ဖြစ်တယ်ဆိုတာမှားတာမဟုတ်ပါ ကောင်းနေရပါလေစိုးရရလည်းမဟုတ်ဘူးဒါပေမဲ့တကယ်ချက်တယ်ဆိုရင်အရေးကြီးဆုံးကခံစားချက်တွေကိုဝန်လို့ပဲနော်တယောက်နဲ့တယောက်ချာမှာတားထားတဲ့စီဖြတ်လိုက်ညီဆက်ဖို့ကြိုးစားအဲ့ဒါအဆင်ပြေသွားလိမ့်မယ်အဲ့တော့ငါလည်းငါလည်းအဆင်ပြေရအောင် ရှင်းနောက်မှာထိုင်နေအဲ့ဒါဟုတ်လို့မလားဟင်အော်ဟုတ်တယ်လေအဲ့ဒါနင်တို့ငါ့ကိုတစ်ခါပုံပြဘူးတယ်လေဟိုနင်းနဲ့ဘာညာဘာညာဆိုဘာလေရှင်းနောက်သူလိုက်နေရလားဘာရောဟာဘသူလဲဘာညာဘာညာဟဲ့ဆောဟဲ့မင်းမမလေးစားဘာလဲ ရှင်ရောက်လာရင်မကြောက်သူရောက်လာတယ်ပြီးတော့လည်းရှင်ကိုနှမ်းနှမ်းပြောတော့ရှိုးနေတာမိစမ်းမှာပဲခမင်းလာရှင်ကဘာလို့ကျမနောက်ကိုတစ်ချိန်လုံးလိုက်နေရလဲအန်ဒီကတေချာစောင့်ကြည့်ပေါ်မှာထားလို့ပါဘောကိုလွတ်လပ်သွားနေပါဒါဆိုရင်ရှင်ကကျမရဲ့တတ်တော်ဆောင်လုပ်မယ်ပေါ့ မိမေကအဲ့လောက်ထိစမနဲ့နီးကပ်နေဖို့အတွက်မှားထားလို့လားဒါမှမဟုတ်ရင်ရှင်ကျမကိုစိတ်ချလို့လားကျွန်တော်အန်တီကိုဖုန်းခေါ်ပေးရမလားမေုံလမ်းမေးကြည့်လိုက်လေမေးပါမေးတော့ပါရှက်လို့အရင်ကအလုပ်များရဲ့သူတယောက်ကနေ့တော်မှနေကျင်နေဆိုလို့ရှိရင်ခွင့်ပြပါမှာဒီမှာမမ ။ဘာလဲဘာလဲ။မီးတော့ okay နေလားလား။ငါတို့မနေနဲ့တော့ပြဆန်းကောင်းမှာ။သူကြည့်ရကျုပ်ဖီးညာမျက်နှာကြီးကနည်းနည်းပါးပါးဟန်လေးပါလေးဆန်းဆန်းမအောင်အေး။မင်းပါလေ။မင်းနဲ့နေစမ်း။ငါချိလာတာဟဲ့။နင်တို့လောက်တာနဲ့လေ။ငါလေအရက်တည်းကွဲကုန်။ရစီထမင်းနဲ့။သူလေအရရှက်ပြီးကြံခဲ့တာဟဲ့တိလားဒီလိုကြည့်နေသူ့လေငါကလစ်ကလစ်ပြအောင်စပြအောင်ပါတော်မေတို့ ။နင်သူ့ကိုကြညာလာရင်ကောင်းမှာပြောစမ်း။ဒါတော့ဒါပေါ့ဟဲ့။ငငယ်တို့ရဲ့ဘဝမှာတတ်တူရွယ်တူကြီးကိုကိုယ့်ဘက်ကအရင်စားရမယ်ဆိုတာ။ရှားဆွေးမှာလုံးဝမရှိခဲ့ဘူး။သူ့ဘက်ကနေတဖြည်းဖြည်းနဲ့ကျွေးစင်းလာအောင်လို့ငါလုပ်ပြ။တော်ငယ်တူတော့ကတော့ပွဲပဲနော်ဒီတပွဲကတော့လက်လွတ်ခံလို့မဖြစ်ဘူးဒီတခါတော့အတီးထင်တာပဲဟေ ပြိုပြီးတော့អូរတော့ဟဲ့ဟောဒီတခါတော့စားတော့မယ်ထင်တယ်သိလားချိန်ဆွဲမိနေမြ мян လာလှုပ်ရှားလိုက်တော့မိမတူတူကြိုးစားမှာဂျာဝါဦးဂျာဂျာဂျာဝါအော်ကိုတို့ရရကြားလိုက်တာဗျာကျွန်တော်ဒီမှာစောင့်နေတာကိုဘာလို့ဘူးလဲမေးစရာရှိလို့ဒီမှာလာထိုင်လာပါဦးကိုလာပါဒီမှာထိုင်ပါကိုလာပါထိုင်ပါဟုတ်ကဲ့ ဟုတ်ကိုဖောက်ခန့်ကဘာလို့အလုံးလာတော့တာလဲဘာဖြစ်လို့လဲဟိုသူတို့ကြီးတခုမှမကြည့်တာကြာတာကိုတို့ရတိကပြပြပါလားနဲ့ငါလည်းမသိဘူးလေအာကြည့်တာနဲ့တိတာကြီးဟာဘူးကိုဖောက်ခန့်အဲ့လိုလူပဲမှမဟုတ်တာဟုတ်ပါပြပြပါဗျာနော်မင်းတို့ကအတင်းကိုဇုတ်ကိုမေးတော့တာဒီလိုကဖုန်းခန့်အဘွားဒီအလုပ်ကိုခဏဝင်လုပ်ခိုင်းတယ်ပျော်ဖို့ကွာအဲ့တော့အခုဖုန်းခန့်ကသူကိုပိုင်ကော်ပိုရိုက်ဖုန်းကိုလုပ်တယ် อ่าဟုတ်ရလားကိုသူကသူ့လိုတတိထား coffee line ဖွင့်မှာပေါ့လေအမ်ပြီးတော့ဒီမှာအပျော်လုတ်တယ်ဆိုတော့လေကိုဖုန်းကအမှန်ကန်လုတ်တာပါဗျာကျွန်တော်တို့ကဒီ coffee လုပ်ငန်းကိုအနီတော်ဆုံးခင်ကသူ့ရဲ့မိကိုဖုန်းကဥဆောင်ခိုင်းလို့တော်မှာထင်နေတာဟုတ်မသိပါဘူးနီကီတို့ကလေဟိုတချို့တချို့တွေချစ်ချင်တူတီတူနေကြလို့ကိုဖုန်းကန်ခံစားတော့အလုံးမလာတော့လားလို့ထင်နေတာငင်းလို့ဆိုတာလေလေမကင်းနဲ့မိသားရှိတာကထိုင်နေနိုင်ဟိုက ကိုတော်တို့နဲ့မမှုတာလေဘယ်ချိန်နေရောက်လဲကိုသွားတည်လာပြီးတော့သူတို့နှစ်ယောက်ကြည်ရတာအရင်နဲ့မတူတော့ဘူးဟုတ်တယ်ဟိုကိုနေစင်ကအရင်နဲ့မတူတော့သူတို့ဘာဖြစ်ကြတာလဲမင်းတို့ကဆက်စုလိုက်ကြရတာနော်ငါလည်းပဲသိပါမလဲတော်တို့မေးမလားအခေါ်ပြင်မင်းအားလုံးကတည်းကကိုသွားလဲလုတ်ကိုပဲဆက်စုကြသမ်းမှာငါအလုံကြောင့်ပြောချင်တာဗစက်ကိုရှားနေတာပဲအခုလေငါတို့အလုံမှာကဝေးကြည့်ပါရောဆက်စုလုပ်နေတယ် လိုဟုတ်ကူဟောလေးကျွန်တော် ကော်ဖီဆိုင်ဖွင့်ဖို့အတွက်လေဆိုင်ကန်းလေးရှာခိုင်းတာခဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုအဲ့ဒါရှာခိုင်းတာလေโอเคဟိုနေရာကောင်းတာတော့တိတ်ပြီးတော့ရေးမကြည့်ဘူးများဘာလို့လဲဆိုတော့ကျွန်တော်ကော်ဖီကောင်းနေဆိုရင်ဘယ်နေရာဖြစ်ဖြစ်လာတောက်မှာပဲလေကျွန်တော်အဓိကလိုချင်တာကတော့ဟိုနေရာတိတ်စိတ်ရမယ်အဲ့တော့မှကျွန်တော်ကော်ဖီကိုတောက်တဲ့သူကတိတ်တိတ်စိတ်နဲ့အေးအေးချမ်းချမ်းလေးတောက်ရမှာပေါ့ဟုတ် ိုအဲ့ဆိုရင်လေကျွန်တော်ဟိုပုံလေးတွေတစ်ချက်လောက်ပြပေးပါလားကျွန်တော်ကြည့်ပြီးတော့ချက်ပြန်ပြောပေးမယ်နော်ဟုတ်ကဲ့ဟုတ်အဲ့ကျွန်တော်အခုစောင့်နေတယ်နော် တွေ့ရခင်ဗျာဟုတ်ပွာလီဆိုင်ကန်တခုကတော့အဆင်ပြေရခင်ဗျာတခုကတော့တော်တော်လေးတော့ကျင်းနေဟိုအဲ့နှခမ်းမရှိရလားမဟုတ်လားဟိုပြင်ရဆိုရင်ပို့ပြီးတော့အဆင်ပြေရဗျာဟိုကျွန်တော်အဲ့ဟိုလာကြည့်လို့ရလားဟိုနေရရောဟုတ်ကဲ့ဟုတ်ကဲ့ဟိုကျွန်တော်အဆင်ပြေရဆိုရင်တခါလေးဝင်ပါဗျာဟုတ်ကဲ့ပါအော်အဲ့ဆိုရင်ကျွန်တော်လာကြည့်လိုက်မယ်နော်ဟုတ်ကဲ့ကျေးဇူးပါ go yeah ဘူဘာသာဟမ်အဲ့တော့ဒီဘူးလို့ဘူးတော့ငူးရတယ်ခွဲစားမယ်လို့ထင်နေရလားကိုကိုနော်ဘူးကအလားဖြင့်စမ်းတောင်းရမှာဘူးကဒီရနေစားတယ်ဟမ်ဟုတ်ကဲ့ကျွန်တော်ဘူးပဲကိုကိုစစ်တကယ်ကိုကိုစစ်ငယ်တော့အောင်မှတဲနဲ့မစော့တတ်ဘူးဆိုပြောတယ်သူကအခုဒါလည်းမစားတတ်ပြန်ဘော့ အဲ့လိုမစားတဲ့တိုင်တွေမဟုတ်ပါဘူး။ကိုကမစားတာ။ကိုကခန္ဓာကိုယ်တွေရှားတိဖြစ်တဲ့ဟာကြီးစားတယ်။ဒါမှမဟုတ်လောနဲ့ဆိုရင်တော့စားမှာ။ရပါတယ်။စားလိုက်စားထားမရှိဘူးဆိုရင်မစားပါနဲ့။ခန္ဓာကိုယ်တော့မကောင်းမနေအောင်။ဟုတ်လား။မနောက်နဲ့လေ။မဟုတ်ပါဘူး။သဘောကျလို့ပြောတာ။ငယ်ရင်စဉ်းစားကြည့်ရင်လေခုတော်ကတယောက်ကြောင်းတယောက်တကယ်မသိဘူးနော် ်ကိုကိုကမှမူလာကြောင်းကြီးတိတယ်မူလာဆိုကိုကိုကြောင်းကြီးဘာမှမသိရမူလာပြပြပါကိုကိုကြောင်းကြီးကဘာမှစိတ်ဝင်စားစရာမရှိဘူးရှိတာပေါ့အများကြီးပဲဟိုမူလာသိချင်နေဆိုရင်ကိုကိုကပြပြပါကြည့်လိုက် plus မှာကြည့်ကြည့်လိုက်